ကုဇက်မြာဦးနောက်အမေရောင်ယောဂါစတင်ဖြစ်ပွားတဲ့နေရာကိုထိရောက်တဲ့ကာကွယ်မှုတွေစတင်လှုပ်ဆောင်ပေးနေပြီးယောဂါထိန်းချုပ်ဖို့အတွက်လည်းတက်လက်နှိုးဆော်ထားပါတယ်ဟင်းကိုသတင်းပြပို့ထားပါတယ်မယ်ရောင်းလိုင်းဒေတာကြီးတာနိုဘုံမျိုးနဲ့အမှန်နဲ့17ရက်ကွက်စီပင်ပတ်ဝန်းကျင်တန်ရှင်းဌာနဝင်တဲ့အင်ယာမာနေထိုင်တဲ့ကလေးငယ်နှစ်ဦးဟာမတ်လ14ရက်နေ့ဆက်ရှင်နေ့ဒီမှာကုဆတ်မြန်အုံနောက်အမေရောက်ယောဂနဲ့တည်ဆုံခဲ့တာပါ။ ီယောဂါကိုကူဇက်တော့အသားရည်ပြန်နာကစတင်ဖြစ်ပေါ်လာပြီးစိတ်ကူးတမှုမခံယူခင်လူတဦးချင်းစီရဲ့ခန္ဓာရည်ပေါ်မူတည်ပြီးအများဆုံးသုံးရက်ထိတာခံနိုင်မှာဖြစ်ပါတယ်ဖျားရတာဖျားရတာဘုလိုအဲကိုပူလို့ရှိရင်တက်တယ်တက်တယ်တက်တဲ့ယောဂါရှိတယ်အဲ့လိုပဲထိမှတ်တာအတွင်းတက်တယ်တေးရပဲနောက်နေမကူဒီနေ့တေးရပဲပြောတာရှိတယ်သူတို့ကဆုံးသွားပြီပဲဘယ်လိုလုပ်ပါဖြစ်လို့ရအောင်ကိုကြီးရဲ့ဒါသားသမီးညလုံးဆုံးသွားတော့ ဒီဟိုမှာဒီကလေးနှစ်ယောက်တော့ကံဒီမှာဆိုးရလို့ရှိရောရှိသေးရကိုယ်ဆိုင်ရမှာထင်တာသူတို့လည်းနေတိုင်းကိုယ်ကအလုံးလုံးနေရတယ်ဆိုတော့သူတို့တရားကြည့်မှရမှာသူ့အဖေလှုပ်စင်းခိုင်းရအောင်သူ့အဖေကတော့သူ့သားသမီးလေးတဲ့ကောင်းမွန်ရောက်လိုက်မယ်သူ့ဒင်နာဘွယ်ပါလာတာတဲ့ယောဂဆက်တင်ဖြစ်ပေါ်ခဲ့တဲ့တာနဂုံမျိုးနယ်ကအဖျားယောဂရှိနေတဲ့ကလေးငယ်၂၁ဦးကိုရန်ကင်းကလေးစေုံကြီးကိုပို့ဆောင်ပြီးစေကူတော်မှလှူဆောင်ခဲ့ရမှာ အခုအချိန်မှာတော့ကလင်းငယ်အယောက်20ကကောင်းမွန်တဲ့အခြေအနေရှိနေတဲ့ကြောင့်ဆေးရုံကပြန်ဆင်းလာခွင့်ရရှိခဲ့ပေမဲ့ကလင်းငယ်တူကတော့အခြားယောဂါကြောင့်စိတ်ကူးသားမှုခံယူနေရသေးတာပါလက်ရှိအချိန်မှာတော့ယောဂါစတင်ဖြစ်ပေါ်ခဲ့တဲ့အင်ညာဝန်ကိုကျမရဲ့ဆောင်ရှောက်မှုတွေလှုပ်ဆောင်ပေးနေတယ်လို့တောက်တုံးရင်နဲ့ပတ်ဝန်းကျင်တန်ရှင်းမှုရရှိဖို့အတွက်လည်းလှုပ်ဆောင်ပေးနေတာပါဒီအခုဖြစ်တဲ့အထက်မှာပေါ့အတော့ကလေး20ယောက်တောင်မှနောက်ဆုံးကလေးကိုရုံးမတီဆိုတာကိုယ်သမီးပါပဲဟိုဖြိုးကူတင်းတဲ့ဆေးရုံတင်းတဲ့ကလေးရဲ့လည်းအားလုံးပြန်ဆင်းလာပါပြီကောင်းကောင်းမွန်မယ် ုဖြစ်တဲ့ကတော့အမေဆောင်ယောဂနဲ့လုံးဝမပတ်သက်ပါဘူးဒီကလေးတွေကဒီလကကျွန်တော်တို့ဒီလဆိုတာရန်ပူပြင်းနဲ့လာလည်းဖြစ်တယ်လေကလေးတွေကဆော့တယ်အဲ့လိုကိုပူတာဘာညာလောက်ဖျားတာလောက်ပါတာမန်ဖျားတာပါဆိုဒီဝန်ထမ်းတွေဆိုတော့ကျွန်တော်တို့လောက်ရလောက်ကအောက်ခြေသိမ်းလောက်လောက်ရတယ်လေသူများမကန်ခြင်းမတွေ့ခြင်းလုံအောင်ကျော်လုံနေရတဲ့ဝန်ထမ်းတွေဖြစ်ပါတယ်ဒီသားသမီးတို့ကျွန်တော်24နိုင်ခုလို့ပေါ့ရှမ်းမချားလာမချားလေးတွေကျမ်းမာရေးဌာနကကျွန်တော်တို့အထက်ကလူကြီးတွေလာရောက်ကြည့်စေချင်တာတော့ကျွန်တော်တို့တိုက်တွန်းပါတယ်ဗျာပြစ်မထားသိဘူးပေါ့ဗျာ ကူးစက်မြန်အုံနောက်အမေရောက်ရောကညီညာတဲ့ဒေတာကလေလူတန်းမှာပါတဲ့ဖုန်ကနေလို့ဆိုရင်ကူးဆက်တာကြောင့်လူလူတက်တဲ့နေရာတွေဖုန်လူဆက်တဲ့နေရာတွေကိုမတော်ရောက်ဖို့နဲ့တော့ကြရင်လည်းနှာခေါင်းစည်းဆောင်သွားဖို့အေးဘောဘာအေးဖုန်နဲ့အာဟာရဖြစ်တဲ့အစားအသောက်တွေစားသုံးဖို့ကိုလည်းတန်းကျမ်းမကြီးဦးကြီးဌာနကအတိပေးထားပါတယ်ဒီရောကဟာအသက်ရမရွေးကျမ်းမမရွေးကူးဆက်နိုင်ပြီးအထူးသဖြင့်တကြီးရွယ်ဝတွေခလေးငယ်တွေကိုယ်ဝန်ဆောင်မိခင်တွေနဲ့ကိုခန်းအားကြဆင်းနေပါသူတွေကိုပုံမကူးဆက်နိုင်တာကြောင့်အထူးကူးဆက်ဖို့လည်းတက်လက်နှိုးဆော်ထားတာပါခင်ဗျာကျွန်တော်ဟင်ကိုပါ